ူများတကမိမိလျော့လျော့ရှိနေတဲ့အချိန်မှာသူများတကဟာအပြောပါးရည်နဲ့အလုံးမလုံးဖဲနဲ့မိမျောနေတဲ့အချိန်မှာမိလျော့မှုမရှိဘဲနဲ့စဉ်းစားဉာဏ်နဲ့ကျိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာမိလျော့နေတဲ့ပုဂ္ဂိုလ်ဒီကိုနောက်ချန်ထားရစ်ပြီးတော့ရှေ့တန်းကိုရောက်သွားတယ်ဒါရှင်းရှင်းလေးပဲလေအပြောပါးရည်ချမ်းမှာ ပျော်လို့ပါလို့မပြီးနိုင်တဲ့ပုဂ္ဂိုလ်တွေပျော်ပါနေတဲ့အချိန်လေးမှာသူဟာနိုးနိုးကြကြနဲ့ကြိုးစားလိုက်တဲ့အခါမှာထိုပုဂ္ဂိုလ်တွေကိုခြံပစ်ခဲ့တယ်အောက်တန်းနောက်တန်းဘဝမှာခြံပစ်ခဲ့ပြီးရှေ့ကိုအများကြီးကြွတ်တက်သွားတယ်လို့သူပြောတယ်ထို့ဒီပဲတုတ်တေသူဘဟုစာကတော့အများတကအိပ်ပျော်နေတဲ့အချိန်မှာနိုးနိုးကြကြကြိုးစားသွားတယ် အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ပါအိပ်ပျော်နေသူတွေကိုနောက်ခြံထားခဲ့ပြီးတော့သူဟာအထွတ်ထိပ်ကိုရောက်သွားတယ်ကြော်တက်သွားတယ်သူဆိုဥပမာပါနဲ့တူတော့ဆိုအပလတ္တဝတိကတောမြင်းတဲ့ကောင်ကမကြမ်းမမာလို့ပိန်ပြီးအာကုန်ပြီးချိနဲ့နေတဲ့မြင်းကိုချမ်းမတန်ဆွမ်းတဲ့ခွန်အားပြေဝတဲ့မြင်းဟာ ဖြတ်ကျော်ထားခဲ့တယ်လို့ပဲမိုက်ပေါင်းများစွာအခွန်မလားမရှိတဲ့မြင်းနောက်ချန်ရစ်တယ်သူကရှေ့ကိုအများကြီးရောက်တော့သွားတယ်ဆိုရင်ဒီဥပမာလေးနဲ့ဟောတာအဲ့ဒါလေဘယ်အလုံးအတွက်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အလုံးအတွက်ဒီဆုံးမလမ်းညွှန်ချက်ဟာသုံးဝင်နေတယ် 都问，西瓜亿留在哪里了？如果一亿留在不鼓里为去么啦？别人一就是阿套的，别人增加的家来不鼓里对吗？为去么啦？赔了赔了，努努忘嘛？那个少爷增家的不鼓励啊？弟弟在那说呀，阿罗就问多少个？啊？ မေလျောသူနဲ့မမေလျောသူမေလျောသူကိုမမေလျောသူကဖြတ်ကျော်သွားမယ်အိတ်နေသူနဲ့နိုးနေသူအိတ်ပြောနေသူကိုနိုးနေသူကဖြတ်ကျော်ထားခဲ့မယ်နောက်ချန်ထားခဲ့တယ်ရှစ်တက်သွားမယ်။ရှားတူကုန်သိစီစဉ်ဥစ္စာအဖြစ်မြင်မာသွားမယ်။ဘဝခရီးနဲ့ပြောမယ်ဆိုဘဝတန်တရာမှာအများကြီးနောက်ချပြစ်ခဲ့မယ်ရှစ်တက်သွားမယ်။